မြန်မာနုပညာလောကမှာထွန်လင်းကြောက်ပါနေတဲ့ဒိဋ္ဌိကျေမွန်လူမျိုးတိုင်းရင်းသူလေးယောက်ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ကျမတို့မြန်မာနိုင်ငံကတိုင်းရင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုတစ်ခုဖြစ်ပြီးတော့တိုင်းရင်းသားအသီးသီးမှာကိုယ်ပိုင်ရင်ကျေးမှုအမှုပညာနဲ့ထူးချွန်ထက်မြက်တဲ့ပုံကိုယ်တွေအများကြီးရှိပါတယ်အဲ့ဒီအထက်ကမှစာပေအမှုပညာထွန်ကားပြီးစက်တည်ရင်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့မွန်လူမျိုးတွေဟာဆိုရင်မြန်မာနုပညာလောကအတွက်ထူးချွန်တဲ့ကျေးပွန်လေးတွေကိုအဆက်မပြတ်မွေးထုတ်ပေးခဲ့ပါတယ်ဒီနေ့မှာတော့မတူညီတဲ့ခေတ်မတူညီတဲ့နယ်ပယ်တွေမှာကိုယ့် ရဲ့စူးစမ်းမှုအရေးချင်းတွင်နဲ့ထိတန်းနေရာမှာအောင်မြင်စွာနဲ့ရက်တည်နေကြတဲ့မွန်အမျိုးသမီးအနုပညာရှင်၄ဦးအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။နံပါတ်၄တခိတခါကအရှင်ဘယင်မဖြစ်ခဲ့တဲ့အနန္တာလိုင်း ပထမဆုံးအနေနဲ့ပြောပြချင်တာကတော့90ပြည့်နှစ်တွေနဲ့2009နှစ်တွေတုန်းကမြန်မာရုပ်ရှင်လောကတစ်ခုလုံးကိုသူ့ရဲ့အလှသူ့ရဲ့တရုပ်ဆောင်မှုတွေနဲ့လွှမ်းမိုးထားနိုင်ခဲ့တဲ့မင်းသမီးကြီးနန္ဒာလိုင်ပဲဖြစ်ပါတယ်။မွန်တိုင်းရင်သားမိဘနှစ်ပါးကဆင်းသက်လာတဲ့အတိုင်းမွန်သမီးတို့ရဲ့စံပြအလှနဲ့အင်တွေတိတ်ခါကိုအပြည့်အဝပိုင်ဆိုင်ထားသူပေါ့။ဒုက္ခဒုက္ခကတခြားမင်းသမီးတွေလိုပေါ့ပေါ့ပါပါနေထိုင်မှုမျိုးတက်တည်ငြိမ်ရင်ကျက်ပြီးအောင်ဂုံတိတ်ခါကိုထိမ့်သိမ်းခဲ့တဲ့အတွက်ပရိသတ်တွေရဲ့အချစ်ကိုယ်တော်မှာကလေးစားမှုကိုပါရရှိခဲ့ရဖြစ်ပါတယ်။ အနုပညာလောကမှာအောင်မြင်မှုထိပ်ဆုံးကိုရောက်ခဲ့သလိုလက်တွေ့ဘဝမှာလည်းမြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးစေတီဟာနဲ့လက်ထပ်ပြီးတော့ချက်စရာကောင်းတဲ့သမီးလေး၃ယောက်နဲ့အတူတာယာနဲ့မိသားစုဘဝကိုတည်ဆောက်ထားနိုင်ခဲ့ပါတယ်။နန္ဒာလိုင်းရဲ့အောင်မြင်မှုကမုံလူမျိုးတွေအတွက်ဂုဏ်ယူစရာတမိုင်းတစ်ခုဖြစ်အမြင်ရှိနေမှာပါ။နံပါတ်၃ထိတ်တန်းမင်းသမီးအီချောပူဒုတိယတယောက်ကတော့လက်ရှိချိန်မှာထိတ်တန်းမင်းသမီးတစ်လက်အဖြစ်အခိုင်အမာရပ်တည်နေတဲ့တယောက်ဆောင်အီချောပူဖြစ်ပါတယ်။သူမကလည်းမုံသွေးနောသူတဦးဖြစ်ပြီးတော့မုံအမျိုးသမီးတွေရဲ့ရိုးရအလားကိုခင့်မိတဲ့အလားနဲ့ပေါင်းဆက်ပိုင်ဆိုင်ထားသူပါ။အီချောပူရဲ့အသာချက်ကတော့ဘလို့ဇယုံမျိုးကိုမဆိုပိုင်နိုင်စွာနဲ့တယောက်ဆောင် နိုင်တာပါပဲ။ဟာသာဇယုံမှာပရိသတ်ကိုသူရဲ့ချစ်စရာကောင်းတဲ့ဟန်ပန်လေးတွေနဲ့ရေမောစေနိုင်တယ်လို့ဒရမာဇာတ်ကားတွေမှာလည်းပရိသတ်ရဲ့ရင်ပတ်တဲ့တီအောင်ခန်းစားချက်ကိုပေးစွမ်းနိုင်တာဖြစ်ပါတယ်။မကြသေးခင်ကမှအိမ်ထောင်ပြုပြီးတော့သမီးလေးတယောက်ကိုပိုင်ဆိုင်ထားပြီးအနုပညာအလုပ်တွေနဲ့မိသားစုဘဝကိုဟန်ချက်ညီညီဖြတ်သန်းနေပါတယ်။ သူမကလက်ရှိအောင်မြင်နေရမှုအနုပညာရှင်တွေထဲမှာထိတ်ဆုံးကပါဝင်နေသူတယောက်ပါနံပါတ်2အနုပညာရှင်မဆွန်ဦးတီထွင်လုပ်ငန်းရှင်တို့မိပကြီးအနုပညာလမ်းကြောင်းပေါ်ကနေစီးပွားရေးလောကတဲကိုပါအောင်မြင်စွာနဲ့ကူးပြောင်းရည်တည်နိုင်ခဲ့တဲ့တယောက်ဆောင်မိပကြီးအကြောင်းပဲဖြစ်ပါတယ်ဗီဒီယိုခေတ်ကောင်းစဉ်ကလေးကပရိသတ်နဲ့မစိမ့်တဲ့မိပကြီးကနောက်ပိုင်းမှာတော့ online လိုက်စီးလောကမှာဘယင်မတဆူဖြစ်နာမည်ကြီးလာခဲ့ပါတယ်မုံလူမျိုးတွေရဲ့ထက်မြက်တဲ့စီးပွားရေးအမြင်ကိုသက်သေပြလိုက်တယ်လို့ပါပဲသူမကလိုက်စီးကနေရတဲ့ဝင်ငွေတွေကိုစုဆောင်းပြီးတော့ကိုပိုင် brand တစ်ခုဖြစ်တဲ့ MPC Lipstick ကိုအချိန်သုံးနှစ်ကြာပြင်ပန်းခံပြင်ဆင်ထုတ်လုပ်ခဲ့ပါတယ်။အခုဆိုရင်တော့ MPC နိုင်ငံနေကဈေးကွက်ထဲမှာအောင်မြင်တဲ့ brand တစ်ခုအဖြစ်နေရာယူနိုင်နေပါပြီ။နံပါတ်၁မြမကုံဆောင်ကဘာစင်မြင့်ထက်ကအလှမယ်နေနေလေအိမ်နောက်ဆုံးတယောက်ကတော့မြမနိုင်ငံရဲ့အလံကိုကဘာစင်မြင့်ထက်ပေါ်မှာဂုံယူစွာနဲ့လွှင့်ထူပြနိုင်ခဲ့တယ်။ Miss Grand International 2023ရဲ့ First Runner Up အနေနဲ့လေးအိမ်ပဲဖြစ်ပါတယ်။ သူမကမွန်တိုင်းသူတဲဦးဖြစ်ပြီးတော့အလားပါတကူတဲတာမကထက်မြက်တဲ့အရေးချင်းပြက်သားနဲ့ဆုံးဖြတ်ချက်နဲ့ယုံကြည်မှုအပြည့်ရှိတဲ့အရေးအသွေးတွေကြောင့်နိုင်ငံတကာကပြည်သက်တွေရဲ့အားပေးမှုကိုရရှိခဲ့ပါတယ်။နိုင်ငံတကာပြိုင်ပွဲတခုမှာဒီလိုအမြင့်ဆုံးအောင်မြင်မှုမျိုးကိုရယူနိုင်ခဲ့ရကမြန်မာအလားမဲ့တမိုင်းအတွက်အမှတ်တိုင်တစ်တခုပဲဖြစ်ပါတယ်။မွန်အမျိုးသမီးတယောက်ရဲ့အရေးချင်းကကမ္ဘာအဆင့်မီရဲဆိုတာကိုတက်တည်ပြခဲ့တာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေထဲမှာရောမွန်လူမျိုးတွေပါကြပါသလားတခြားတိုင်းရင်းသားတွေကရောမွန်လူမျိုးတွေရဲ့အနုပညာစွမ်းရ င်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကျေးဇူးပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်